ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်မင်္ဂလာပါနော်အေးဟုတ်ပြီအဲ့တော့စီရေးလေးနဲ့စနမေးနေတာစနမေးတာမျိုးစီရေးလေးမေးပါအောင်ဗျအဲကျွန်တော်သိရှိထားသလောက်ကျွန်တော်လန်းလန်းနေသလောက်ဖြေချပြပါမယ်စစ်တပ်ကအဖစစ်တပ်ကအဖက်ဖက်ကရှုံးနေတာတဲ့အားလုံးသိနေတာကိုအဲစစ်တပ်ကအဖက်ဖက်ကရှုံးနေတာလို့တော့ပြောလို့မရဘူးနော်ရှုံးတာကတော့စစ်တပ်ကြီးပဲမဟုတ်ဘူးအဲသဘုံလည်းရှုံးတာပဲအပြည်သူလည်းရှုံးတာပဲ အပိုးစုပတ်ဆက်ရှုံးနေကြတာပါအဲစစ်တပ်ကညာလို့ရှုံးတယ်အဲသဘုံကကြောက်တိုက်လို့ရှုံးတယ်ပြည်သူကကြတော့ဆင်းရဲလို့ရှုံးတယ်အဲ့တော့ရှုံးနေကတော့အများကြီးဖြစ်နေပြီနော်ဘယ်သူမှမနိုင်ကြပါဘူးအဲတေချာတကူကတော့သူတို့လဲပြိုလဲကျင်တဲ့စစ်တပ်ကြီးကတော့ပြိုလဲသွားဖို့ကမလွယ်တော့ဘူးသဘုံတွေတက်လက်ဆောင်ဝယ်လာမယ်ဟာရှောက်ရေးတယ်အောက်ကတော့ဟောင်းလဲဟာအဲ့လိုမျိုးရေးရအောင်နော် သမနာကြီးဥသိမ်းစိန်လက်ထက်မှာကချင်ဌာနချုပ်ကိုတဲ့နော်တိုက်လို့ပြီးတော့မှာတဲ့ဥသိမ်းစိန်ကပြန်ဆုတ်ခိုင်းလိုက်တယ်ကရင်ပြည်နယ်လက်ထုတ်တူပဲတဲ့နော်တိမ်းလိုက်ပြန်ဆုတ်လိုက်နဲ့နော်စင်မီတမင်မွေးသားတို့ပဲဖြစ်နေတယ်အေးပေါ့ဒါတွေအားလုံးနိုင်နေနိုင်ဖို့ဟာနီးပညာကောင်းကောင်းလိုပါတယ်အဲ့လိုမျိုး satellite imagery center ပေါ့နော် analysis center တွေပါမြန်မာပြည်မှာတည်ဆောက်ပြီးသားပြီးဟေ့ဆိုလို့ရှိရင်တော့အဲဒီလိုမျိုး သူတင်းလိုက်ကိုတင်းလိုက်ကိစ္စနေပြီးတော့လွတ်သွားမှာဖြစ်ပါတယ်နော်ရှေးပိုင်းဖြစ်စဉ်တွေပြန်သုံးသပ်ရင်အတိကသူသားသမီးတွေအတွက်ကြည့်ပါကောင်မောင်ကြီးဘူတိုင်းဝေါ်မျိုးနဲ့တဲ့နော်မွန်ဆက်ရွာတွေမှာဆစ်ဖြစ်နေတယ်တဲ့မှန်ပါလေအဲကျွန်တော်မြေပြင်သတင်းနေနဲ့အခြေအနေကိုကြည့်တဲ့အခါမှာ တောင်ငူကနေပြီးတော့လေရင်နေအဆက်မပြတ်သွားနေတာကိုတွေ့ရပါတယ်။အုတ်ရှိပင်သတင်းလေးပြောပြရပါတဲ့နော်မိမိအောင်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါခင်ဗျ။အုတ်ရှိပင်သတင်းပြောရမယ်ဆိုအုတ်ရှိပင်ကအာကျွန်တော်တို့သတင်းကောင်းတာဆောင်းရမှာပါ။အုတ်ရှိပင်မှာအခုဆိုးပြဿနာဆိုလို့တစ်ခုပဲရှိတယ်ဗောနော်။အဲ့ဒီပြဿနာပါလဲဆိုတော့ကျွန်တော်နံမဲဒီပိုင်းနေနေတိကျသိပါလဲ။အုတ်ရှိပင်တို့ဒီညောင်ချီတော်တို့နော်။ပြီးတော့ brown အဲဒါအဓိကတော့ ownership နဲ့စအောင်ပါ။ ownership ပင်မှာအဓိကဖြစ်နေတာကစစ်မှုထမ်းပြဿနာအဓိကဖြစ်နေတာ။စစ်မှုထမ်းပြဿနာရွာကြီးရင်ကြီးသလိုပိုက်ဆံတွေကောက်တယ်တရွာကိုအဲစစ်မှုထမ်းမဲနိုင်ခြင်းရင်ဒါမဲမနိုင်ခြင်းတဲ့ရွာတွေကြတော့ပတ်စံပေးတယ်ပေါ့ဗျာနော်။အပတ်စံပေးတဲ့ခါမှာပိုက်ဆံကိုယူပါလေ။ရွာကြီးရင်ကြီးသလို380တရွာကို380အဲ့လိုတောင်းပါလေ။ရွာငယ်ငယ်သလိုပေါ့ပတ်စံတွေတောင်းတယ်။ပိုက်ဆံတွေတောင်းပြီးသွားလို့ရှိရင်အဲ့ဒီမှာပဲပြန်ပြီးတော့လူတွေကိုဆွဲနေတယ် အဲ့ဒါကို ကျွန်တော်တို့ဒါအခြေအနေအခက်ခဲကအဲ့ဒီကဲ့သို့ရှိတယ်ကျွန်တော်ဘိုင်နေနေအဖြစ်ကျွန်တော်တို့နားလည်ထားတယ်သိထားတယ်သို့ပါတော့လည်းကျွန်တော်တောင်းတအောင်တော့ဘိုင်နေနေနဲ့မပြောလို့ဘူးနော်အဲ့ဆင်ချင်းတင်တာဆင်ချင်းစေချင်တယ်ညှိနှိုင်းတင်တာညှိနှိုင်းစေချင်တယ်ပေါ့ဗျာနော်အုတ်ရှစ်ပင်ချင်းနေအဲ့တော့အုတ်ရှစ်ပင်က CA အဖြစ်ချိန်မျိုးဆိုတော့ CA အဖြစ်လုံချုံနေပါပြီနော်အုတ်ရှစ်ပင်ညောင်ချီတော့လုံချုံနေအဲ့ပြီးတော့အဲ့ပေါ်တက်သွားလို့ရှိရင်ကျွန်တော်တို့တစ်ဖက်တစ်ပုံကဘလူနီးနဲ့မှ အဲဒီအုတ်ရှိပင်ဘက်ကိုတိုးလာလို့မရတော့ပါဘူး။ဘာကြောင့်သူတို့ရဲ့သူတို့ကိုသူတို့နီးနဲ့သူတို့ကိုပြန်တိုက်နေရရှိတယ်။ကျတို့ဒီမိုးထီထီဟာတက်ကပြန်ပြီးတော့စိုးမိုးထားနိုင်ပါပြီ။အဲ့တော့ညောင်ကျိုးကိုကြတော့တက်ကတမင်တကာသဘုံကိုသဘုံနီးနဲ့ပေါ့ဆိုလိုချင်တာကအဲသဘုံကိုဖြက်လေးဖြက်ပုံစံနဲ့ပြန်ပြီးတော့ဒုက္ခပေးထားလိုက်ပါပြီ။ဆိုလိုချင်တာသူတို့အနောက်ကလာမဲ့ အနောက်ကလာမဲ့ဒီရိတ်ခါကိုလည်းကောင်းနေမရတော့မရအရှေ့ကလာတဲ့ရိတ်ခါလည်းမရချင်းတဘုံကကြာလို့ရှိရင်ဒုက္ခရောက်မှာပဲလीနော်အဲအဲ့ဒီနီးတွေနဲ့ဆောင်ရွက်နေပုံရပါတယ်ဒီကျွန်တော်တို့ညောင်ကျိုးအဝင်ဝဒီတက်မတော်ကပြန်ပြီးတော့ထိ ंछ ုတ်ထားနိုင်တော့ချင်းကုံချင်းကုံအညာတင်းညိုင်းနဲ့ရှိတယ်အဲ့ဒီကနေပြီးတော့စစ်တပ်ကညောင်ကျိုးတစ်ပွင့်လုံးကိုထိ ंछ ုတ်ထားပါတယ်နော်ထိ ंछ ုတ်ထားတယ်တစ်ဖက်တဘုံကတော့တတော်ကြီးကိုအင်အားနေနေပြီအင်အားလည်းမရှိတော့ဘူး အဲနောက်တစ်ခုကခိုးကြောင်ခိုးဝန်းနဲ့တိုက်တယ်တိုက်ပြီးတော့စုတယ်စုပြီးဝင်ဆောင်တယ်ဆောင်းလိုက်ပြေးလိုက်ဒီပုံစံမျိုးကစားနေရတဲ့အခြေအနေပဲရှိပါတယ်အဲ့တော့ ownership သတင်းကျွန်တော်မေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဖြေကြားပြီးသားပါပြီနော်အဲ့တော့ကျွန်တော်ကြားသိရတဲ့ပုံစံအရဆိုရင်တော့အခြေအနေသိပ်ကောင်းပါတယ်နော်စီရေးကိုဘကအตาစည်းပဲရှိတယ် AA အနေနဲ့က AA ရောဒီ PDF တွေရောအကုန်လုံးကအဲတတော်ဒုက္ခရောက်နေကြပါပြီလို့ပြောချင်ပါတယ်နော်အဲ့တော့ ownship ကိုဘကအตาစည်းကြီးပါပဲခင်ဗျအตาစည်းကြီးပါပဲနော် စောဖုံးဟင်းနဲ့မမူးခိုင်ဘယ်သူနိုင်မလဲတုံးသက်ပြပါဦးနဲ့အော်ကိုစောဖုံးဟင်းနဲ့မမူးမူးခိုင်ကိစ္စထင်တယ်နော်အဲကျွန်တော်လည်းအေးပေါ့ကျွန်တော်အနေနဲ့ကလည်းတတိယကြားနေလုံးပါတယ်အဲသို့ပါတော့လည်းပဲဒါလူမှုရေးအရာတော့ကျွန်တော်ပြောပါမယ်ပြောရစကိုစောဖုံးဟင်းဆိုတော့လေအဲကျွန်တော်တို့ခင်မရတဲ့ညီကိုတယောက်ပါပဲကျွန်တော်လိုက်တွေပါတယ်အောင်ပြောဘူးလေနော်ညီကိုပါပဲအဲထို့တူမမူးမူးခိုင်ပေါ့လေအဲသူကလည်းဒါတနည်းအားဖြင့်အဲကျွန်တော်တို့ညင်မတူရင်မတူမယ် ဟိုခြားနိုင်ခြားနာမယ်ပေါ့နော်ဟိုတော်ပါတော့လည်းပဲတိုင်းပြည်ကိုငင်းငန်းစေလို့တဲ့သူတွေမှာသူလည်းပါပါတယ်เนาะတိုင်းပြည်အေဂျင့်လို့သူအတိုင်းပြည်ကိုချစ်တဲ့သူပေါ့ပြည်သူကိုချစ်တဲ့သူပြည်သူမျက်နှာထောက်တဲ့သူတရားပေါ့အဲ့တော့ကျွန်တော်တို့တွေဘတ်တူရဲ့သားနဲ့ဒါမျိုးအချင်းချင်းအချင်းပွားရန် ဖြစ်တာလေးတွေတွေ့ရတာစိတ်တော့မကောင်းဘူးပေါ့ညာစိတ်မကောင်းဘူးအဲဒီပုံမှန်အခြေခံပြီးတော့တစ်ဖက် ဒီပေါ့စစ်သွေးကြအပိထောက်ခံတဲ့ပြည်သူအမြေခံအုပ်စုကတော့အာတွေ့လာဗောမာကြီးတွေအချင်းချင်းခြောက်ကုန်ပြီးအချင်းချင်းတရားတွေဆွဲကုန်ပြီးဟလာအချင်းချင်းစုံကုန်ကြပြီဆိုပြီးတော့ ပွဲလုတ်ပြီးတော့ငွေရှာနေကြတော့ကျွန်တော်တွေ့ပါတယ်။နော်လူစိတ်ဝင်စားမှုရအောင်နော်။ဒါလည်းသူတို့ရဲ့ရက်ဒီနဲ့ဘဝပဲလေဟုတ်လား။ဘာကြောင့်လဲဆိုတော့တော်လိုင်းကြီးလုံးမိပြီဆိုတော့ဘဝပြတ်နေပြီ။သူတို့မှာပတ်စံလေးရစရာဆိုဒီလမ်းမဲ့ရှိတယ်။ကျွန်တော်တို့ခမရတို့အဲ့ဒီကိုဇော်ဘုန်းဟင်းတို့လိုလူတွေပေါ်မှာခြေခံပြီးတော့ပဲငွေကြေးရှာပြီးတော့စားတောက်နေရတဲ့ဘဝတွေဖြစ်တဲ့ကြောင့်မို့လို့ကျွန်တော်လည်းဒါသူတို့ရဲ့ဖြစ်တည်ရဲ့ဘဝလေးကိုအသိမဲ့ပြုနားလည်ပေးရမှာပါ။အဲ့တော့ဒီနေရာမှာအစိုးရရဲ့အကောင့်တစ်ခုကိုကျွန်တော်တို့တွေ့ရတယ်။အဲ့ဒါကဘာလဲဆိုလို့ရှိရင် ဒီတော်လန်ရေးအုပ်စုတွေကြားထဲမှာလည်းအကွဲအပြည့်ရှိတယ်တယောက်နဲ့တယောက်နဲ့ပြဿနာဖြစ်တာလည်းရှိတယ်အဲကျွန်တော်တို့ဒီအတက်ထောက်ခံသူနဲ့တက်တဲ့ရက်တူတူเนาะတက်မတော့ကျွန်တော်တို့နိုင်ငံအေဂျင့်လိုသူတွေထဲမှာလည်းအကွဲအပြည့်ရှိတယ်တယောက်နဲ့တယောက်နဲ့ online ပေါ်ကနေပြီးတော့နေမဲနှဆပြောပြဆိုပြီးတော့ရံဖြစ်နေတာလည်းရှိတယ်ဒါမဲ့အခုကိုစောဘုံဟင်းနေเนาะမမုံမုံခိုင်ပေါ့အဲသူတို့နှစ်ယောက်ရဲ့ဖြစ်စဉ်လေးမှာတော့ကျွန်တော်ဘာလို့သွားတွေ့လဲဆိုတဲ့ခါကျတော့ဥပဒေတရားဥပဒေကိုနှစ်ဖက်စလုံးကယုံကြည်တာကိုတွေ့ရတယ် နောက်နှစ်ဖက်စလုံးယုံကြည်တယ်တယောက်ကိုတယောက်ဒါဒီဒီလိုမျိုးဖြစ်စင်တာကျွန်တော်တို့ဒီတော်လန်ရင်းနယ်ပယ်လို့ဟုတ်လားနောက်တစ်ခုစစ်သွေးကြအုပ်စုအုပ်ချုပ်ထားတဲ့နေရာတွေတော်လန်ရင်းအုပ်စုကြီးရှားမှာဖြစ်ရင်ဘာဖြစ်သွားမယ်ထင်တယ်လဲအင်အားကြီးတဲ့သူကအင်အားငယ်တဲ့သူကိုလောက်ကြံတက်ဖြတ်မှုတွေနော်အပြီးရင်အစာဖြောက်မှုတွေအနိုင်ကျင့်မှုတွေမိန်းကလေးဆိုပို့ဆိုးပါလေဘဝပါပြတ်သွားနိုင်ပါလေဘဝပြတ်တဲ့ပြင်ကိုဘဝရောခန္ဓာရောအသက်ရောခန္ဓာရောဦးစားကွဲသွားနိုင်ပါလေ အဲ့တော့ဒေါ်လာရင်းနယ်ပယ်မှာသာဒါမျိုးဖြစ်ရမျိုးတွေဖြစ်စီမရှိကမ်းမရှိနဲ့ဟိုဟင်းသာကိုးဆောင်လို့သူ့ကိုကိုစားကိုယ့်ကိုသူစားလုံနေတဲ့အချိန်မျိုးဖြစ်သွားနိုင်တယ်သို့ပါတော့လည်းပဲအဲတမ်တော်ရဲ့အောက်မှာရှိနေသောဒီဒီကိုဒီမောင်နှမနှစ်ယောက်ရဲ့ပြဿနာလေးကတော့နှစ်ဖက်နှစ်ဦးနှစ်ဖက်စလုံးကတရားဥပဒေကိုယုံကြည်တယ်တရားဥပဒေနဲ့ရင်ဆိုင်ဖြည့်ရှင်းနေတာကိုတွေ့ရတယ်ဒါကကျွန်တော်တို့အစိုးရအကောင့်တစ်ခုကိုကျွန်တော်သွားတွေ့ရတရားဥပဒေဆိုတာဒါမျိုးယုံကြည်နေရမယ်တယောက်ကိုတယောက်က အမျိုး online ပေါ်ကနေပြီးတော့ဒီမျိုးပေါ့နော်တိတ်ခါချပြီးတော့ပြောဆိုမယ်ဟဲ့ဆိုလို့ရှိရင်ဘယ်သူမှတရားဥပဒေအထက်မှာမရှိပါဘူးအဲ့တော့တရားဥပဒေအရနှစ်ယောက်စလုံးကရင်ဆိုင်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တရားဥပဒေကိုလေးစားတဲ့သူနှစ်ယောက်စလုံးကိုကျွန်တော်အနေနဲ့လေးစားပါတယ်အဲ့တော့တရားဥပဒေကဘယ်သူမှန်တယ်ဘယ်သူကန်တယ်ဆိုတာကတော့အဲကျွန်တော်အနေနဲ့ဆုံးဖြတ်ပိုင်ခွင့်မရှိပါဘူးအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ရမှာကတရားရုံးအစဉ်အဆက်တွေကဆုံးဖြတ်ရမှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့ကျွန်တော်တို့တွေအားလုံးသိထားရမှာလေ အဲကျွန်တော်ဒီပင်လျင်စကားပြောဆိုတဲ့နေရာမှာစီကံတအားအောင်ထားရပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဖမ်းမှကြောက်လို့မဟုတ်ဘူးနော်။ကိုပြောခဲ့တဲ့ကိုပြောတဲ့စကားတစ်ခုဟာဘလောက်ထိကျွန်တော်အဲ recommend ဆိုတော့ public speaker လေးလို့ပြောရမှာပါဗျာနော်။ဒီလူသိများတဲ့သူတွေအနေနဲ့ကိုပြောခဲ့တဲ့စကားတစ်ခုဟာတိုင်းတာတစ်ခုထိမကဘူး။လူတယောက်ရဲ့စိတ်တက်ခန္ဓာဘဝအားလုံးကို ထိရောက်မှုရှိတယ်နော်။ social အဲကြောင့်မို့လဲ အင်္ဂလိပ်လို social influencer လို့ခေါ်တယ်လူမှုရေးအဖြစ်เนาะကျွန်တော်တို့လုံစောပြောဆို PR ပေးနိုင်တော့အင်အားရှိတယ်တကယ် powerful position လေကျွန်တော်တို့တွေရဲ့ power ပေါ့เนาะကျွန်တော်တို့က social influencer တွေရဲ့ power နည်းတာမဟုတ်ဘူးလို့ပြောလို့ရတယ်အဲ့တော့ကြောင့်မို့လို့ဘယ်သူပဲဖြစ်ဖြစ် online မှာမကိုယ်ကနာမည်တခုအနေနဲ့လာလူကြည့်များလာပြီးသိလာပြီးဟေ့ဆိုလို့ရှိရင်ဘာရှိရမလဲဆိုရင်ကျွန်တော်တို့မူဝါ policy ရှိရမယ် policy ရှိရင် policy ကနေမှတစင်စီကန်းရှိရမယ်အဲ့တော့ ဘသူအဲ့တော့အားလုံးကဘယ်သူပဲပြောနေပြောနေအားလုံးဟာတရားဥပဒေဆိုတာရှိတယ်ဆိုတော့သိရမယ်အဲ့တော့ဒီတရားဥပဒေအရညီဆုံးလာမယ်ဟဲ့ဆိုလို့ရှိရင်တော့ထိခိုက်ကြမှာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ social influencer တယောက်ဆိုပြီးတော့ selly တယောက်ဆိုပြီးတော့လေဟိုပိုတဲ့ခွင့်ရမျိုးယူလို့ရတာဆိုတော့ခင်ဗျားတို့ NGO အုပ်စုမှာပဲရှိတယ် social influencer ဆိုပြီးတော့ခိုးခြင်းသလိုခိုးလို့ရတယ်ဖွက်ခြင်းသလိုဖွက်လို့ရတယ်လှုပ်ကြံခြင်းသလိုလှုပ်ကြံလို့ရတယ်အနိုင်ကျင့်ခြင်းသလိုကျင့်လို့ရတယ်ဆိုတာကအဲ့ဒီခင်ဗျားတို့အဲ့ဒီနီပိန်းရက်ွက်မှာပဲရှိတယ် တို့ပါတော့လဲကျွန်တော်တို့ဒီမျိုးသားရေးပေါ့ဗျာနော်တိုင်းနဲ့တိုင်းပြည်နဲ့ပြည်သူနဲ့ရက်တီနဲ့အုပ်စုတွေကြားထဲမှာတော့တရားဥပဒေအထက်မှာဘာမှမရှိဘူးအခုဒီမောင်နှမနှစ်ယောက်စလုံးဟာတရားဥပဒေရဖြည့်ရှင်းနေတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အနေနဲ့ဆုံးဖြတ်ပိုင်ခွင့်လည်းမရှိပါဘူးနော်အဲ့ဒါကိုဆုံးဖြတ်မှာကတရားရုံးအစဉ်အဆက်ကဆုံးဖြတ်မှာဖြစ်ပါတယ်အဲ့တော့အစိုးရအကောင်မှာကျွန်တော်အနေနဲ့အနှုံးနှစ်ဖက်ကြားမှာဟိုတယောက်ကကျွန်တော်တိတ်မသိဘူးပေါ့နော်အဲ့ဒီဟိုတယောက်ကတိတ်ပြီးတော့မရင်းနေပြင်မဲ့ ဒါသူ့ရဲ့သူတို့ရဲ့အမြင်ပဲပေါ့လေသူတို့ရဲ့ဒီရက်တီချက်ပေါ့အကိုစဝိန်းကတော့ရင်းနှီးပါတယ်အရင်းနှီးရအတွက်ကြောင့်မလို့တော့အမ်ကျွန်တော်အနေနဲ့ကဒီမူဝါဒရေးရမှာတော့ကြည့်ရမှာပေါ့နော်ဘယ်သူနိုင်မယ်မနိုင်ဘူးဆိုတာကျွန်တော်ဆုံးဖြတ်ပိုင်ခွင့်မရှိသလိုဘယ်သူမှားတယ်မှန်တယ်ဆိုတာကိုလည်းကျွန်တော်တို့ကပြောပိုင်ခွင့်မရှိပါဘူးဘယ်သူမှားတယ်မှန်တယ်ဘယ်သူနိုင်မယ်မနိုင်ဘူးဆိုတာကိုတရားရုံးကနေပြီးတော့ဆုံးဖြတ်ပါလိမ့်မယ်တရားဥပဒေအရာ ကျွန်တော်အားလုံးတရားဥပဒေယုံကြည်တယ်ဥပဒေမှန်တိုင်းတက်မှတ်နေဘယ်သူပဲအုပ်ချုပ်အုပ်ချုပ်လို့ကျွန်တော်ပြောရမှာလားအခုတရားဥပဒေမှန်တိုင်းတက်မှတ်နေပါလားအဲ့တော့သူတို့ကိစ္စကိုရဲတရားရုံးအစီအစဉ်ကဆုံးဖြတ်ပြီးတော့စီမံခန့်ခွဲသွားပါလိမ့်မယ်အဲ့တော့အဲကိုသဘိုင်းနဲ့လည်းရင်းနှီးမှုရှိတဲ့အတွက်ကြောင့်မလို့နှစ်ယောက်စလုံးပေါ့ဗျာနော်အဲပြည်လဲစေချင်ပါတယ်ပြည်လဲစေချင်ပါလို့ပဲပြောပြရစီ ဟိုကမ္ဘာရေးတဲ့ Federal ဆိုတာပါလေတဲ့ပြောပြပေးပါကိုတဲ့ဟုတ်ပါပြီနိုင်ငံရေးနေတဲ့ဒီတော့မှခဏထားပါအောင်နော်အဲဆိုတော့ကိစ္စလူမှုရေးနေကျွန်တော်နေနဲ့သူများအရေးအရာတွေမှာ ပြောလေပြောစားရှိခဲပါတယ်ဒါပေမဲ့အဲ့လိုမျိုးနေပြန်ရင်လည်းတမျိုးရှိရလေနော်အကောင်းဆုံးတော့ကျွန်တော်ပြောပြပေးပါပြီဟုတ်ပြီအဲ့တော့ဘာကြောင့်လဲကျွန်တော်ကတည်းကကျွန်တော်ညရှုပ်နေတဲ့အမျိုးကျွန်တော်ပြောပါရမှာတွားရှုပ်လို့မရတယ်မှာကျွန်တော်ပါတယ်ကျွန်တော်ကျွန်တော်လဲနေတာကျွန်တော်ညရှုပ်နေတာအဲ့တော့ကျွန်တော်တို့ဒီပေါ် online ပေါ်မှာဆယ်လီတယောက်အနေနဲ့စကားပြောရတဲ့သူတွေအနေနဲ့ကလေ တော်တော်ဒုက္ခကြီးပါလေအတတော်ကြီးလည်းနေတတ်မှလည်းအခြေအနေကောင်းတာဗျာဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ကလူပေါင်းများစွာဥမာပြထားပါတော့ဒီမှာဆိုတော့ကျွန်တော်ရောက်ရာရာနဲ့ခြေရှိပါတယ်နော်အဲဒီလူတွေနဲ့ကျွန်တော်ကအဲဒီလူတွေမှာကျွန်တော်လေးစားရတော့နော်ဟိုကျွန်တော်အမျိုးတွေပါသလိုဆဲဆိုတောင်းကျမ်းနေတော့ဟိုမှာကျွန်တော်ကိုမုန်းသူလည်းပါတယ်နော်အရင်အောက်တန်းချတဲ့သူလည်းပါအဲ့တော့ကျွန်တော်ကဘာနဲ့ဘယ်လိုလဲဆိုတော့ဟို ကြက်ချံတစ်ခုထဲမှာကြက်ဥလည်းရှိမယ်เนาะကြက်ချံကြီးထဲမှာကြက်ဥလည်းရှိမယ်ကျွန်တော်တို့အမိုက်လည်းအကြောက်ကောက်ရိုးလည်းရှိမယ်ကြက်ချေးလည်းရှိမယ်အဲ့တော့ကျွန်တော်ကကြက်ချံထဲကိုချင်းလုံးကြီးချင်းနှောင်းကြီးနဲ့ဝင်သွားတာကြက်ဥကောက်ဖို့ဗျာเนาะအထုပဲထုတူပဲကျွန်တော်ဒီချင်းနှောင်းကြက်ချံကြီးထဲဝင်သွားကြက်ဥတွေလိုက်ကောက်မှာပေါ့ကြက်ချေးတွေကောက်မှာမဟုတ်တာเนาะဟုတ်လားကောက်ရိုးတွေကိုတော့ပေးမှာဖယ်မယ်ကြက်ချေးကြတော့တုံပြီးတော့ကျွန်တော်ကျွန်တော်မြေအပလိုခေါ်လဲဒီရောစာဖြစ်အသုံးချမယ်အဲ့တော့ကျွန်တော်ရဲ့ဒီ အဲဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ကျွန်တော်လိုက်ကိုကြည့်ရှုနေသူတွေထဲမှာကြက်ဥလိုတန်မှုကျွန်တော်တန်မှုထားရတော့ကျွန်တော်ကောက်ရမယ်အားပေးရသူတွေရှိတယ်တို့တူအရန်ကိုအသုံးဝင်တော့အဲကျွန်တော်တို့ကောက်ရိုးတွေပေါ့ဗျာနော်ကြက်တွေအတွက်အသုံးယူမယ်ကျွန်တော်စီမံခန့်ခွဲရမယ်ကောက်ရိုးတွေရှိတယ်ဟောကြက်ချေးပေါ့ကြက်ချေးဆိုတဲ့ဥပမာဆဲဆိုရိုင်းဆိုင်နေတဲ့အောက်တန်းစားရည်ရှိတာပဲအဲ့တော့ကျွန်တော်အနေနဲ့ကကျွန်တော်ဘာကိုကောက်မှာလဲ ဟုတ်လားကျွန်တော်ကအောက်တန်းစားတွေကိုအတိမတ်ပြုပြီးသူတို့နဲ့ပြိုင်ဆဲလိုက်မယ်ဟေ့ဆိုရင်အောက်တန်းစားပဲချက်စုမှာဟာကျွန်တော် channel ကျွန်တော်ရဲ့ chain နဲ့မှာအောက်တန်းစားတွေများလာမှာအဲ့တော့ကျွန်တော်ကြောက်ဥောက်တာပါအောက်တန်းစားတွေအားဖြစ်တော့ရှိပါစီပဲလွှတ်ထားပေးလိုက်တယ်ဘာသူတို့ကြောက်ဘလို့အသုံးချမှာဆိုတော့သူတို့လေးတွေဆဲပေးနေလို့လဲအဲကျွန်တော်အနေနဲ့ကမပြင်းဘူးပေါ့ဗျာနော်အဲ့တော့ကြောက်မလို့အဲ chicken လေးစားရပါတယ်နော်အဲ့တော့ကျွန်တော်ဆယ်လီတွေဘောကလည်းမလွှဲပါဘူးခင်ဗျာနော် တော့ဟာဟာဒီကောင်ငါ့ကိုဥမာပြည့်အောက်တန်းစားတွေကကျွန်တော်ပွဲစည်းထဲမှာလမ်းလျှောက်တယ်လို့ပေါ့ကိုကလူရွေးဟာမှာလူပေါင်းစုံပွဲစည်းထဲမှာဟာလာလူကောင်းတွေလိုက်ရှာလေလူကောင်းတွေနဲ့စကားပြောလေကိုစီလူကောင်းမဲ့ဆုလာမှာပေါ့ဟုတ်တယ်မလားလူလက်တန်းစားရင်လည်းလိုက်ပြန်လူလက်တန်းစားရင်ဆုလာမှာပေါ့အဆဲဆုနေအောက်တန်းစားရင်တော့ဆိုဟာအောက်တန်းစားငါတို့ attention ပေးနေတာပဲဆိုပြီးတော့ဒီကောင်တွေပဲဆုလာမှာပေါ့အဲ့တော့အဆယ်လေးတယောက်ချင်းလည်းမလွယ်ပါဘူးဗျာနော်ကဲထားပါအဲဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ ကျဥ900ဖြစ်နေပြီ900ဖြစ်တာတော်တော်ဗျာကျွန်တော်တို့ဒီမှာအဲကော့ကရိတ်လိုပါတော့မှာဆိုလို့ရှိရင်1500ဗျအခုတော်တော်လေးကိုအဲကုန်စင်းလို့တက်နေတယ်လူတွေလည်းငက်ပြက်နေတဲ့အခြေအနေမျိုးတွေရှိတယ်နော်အသားစီးတွေလည်းဒီလိုမျိုးဟလာအဲ့တော့ဒီအောက်တန်းဆိုင်ဒေါ်သာရန်ထွက်တဲ့ကြည့်ပါဆဲဆိုတောင်းချင်တယ်ကဲရှိပါစေအဲ့တော့ကျွန်တော်နောက်ပိုင်းဆယ်လီလောက်မဲ့သူတွေအားလုံးလည်းပြောချင်ပါတယ်အဲကိုက ဒါမျိုး public တွေကတယောက်ဖြစ်ပြီဆိုရင်ကိုတွေ့ရမှာလူသန်းစား300ရောက်ရှိတာပေါ့နော်အဲ့တော့ကို attention ပေးလေလေဒီလူတွေကစုလာလေလေအဲ့တော့ကိုကအစဲနေမယ်ဟဲ့ဆိုရင်ဒီလူတွေစုလာမှာဖြစ်တယ်အဲ့တော့ရန်ဖြစ်တတ်ရင်ဆယ်လီဘွားကရန်ဖြစ်လို့ကိုမစုံဘူးအော်ကျွန်တော်ဆယ်လီလက်ဖြစ်ချင်တာမဟုတ်ဘူးအဲကျွန်တော်နားရင်အပီနားလိုက်မယ်ကျွန်တော်အဲ့လိုမျိုးပေါ့နော်တရားတရားရန်ဖြစ်နေရအလုပ်ကိုကျွန်တော်ကြိုက်တော့ပြင်းပါလား ြဿနာဖြစ်အောင်ကျွန်တော်ဖုံးစပ်ပြီးပြောပါဖုံးစပ်ပြီးဟာဒီလိုဒီလိုရှိတယ်ကျွန်တော်မပြောအောင်နော်ဆိုပြီးပြောပြီးတော့ပြဿနာအောင်ဒါကိုချင်းချင်းဆိုရင်ကျန်တဲ့သူဆိုအဂရီလည်းမဆိုင်လည်းလည်းမကြည့်သူကသူကြိုက်တာနောက်ကွယ်မှာဆဲပေးစေအကိုချင်းချင်းဆိုရင်တော့အာဖုံးလေးစပ်ပြီးပြောတယ်အကိုရဲ့ဒီလိုလိုရှိတယ်ကျွန်တော်မပြောအောင်နော်လို့ပြောအဲ့တော့ကထပါဒါကျွန်တော်စီပီစီလေးသွားမယ်ဟဲ့ဆိုလို့ရှိရင်တော့အမ်ဘမော့ချင်းတွေတော်ကောင်းတယ်နော်ဟိုတနေ့က KIA တွေ ဟိုဘယ်လိုခေါ်မလဲဆိုပြန်ပြီးဆွဲထားပြန်ပြီးဆွဲပြီးတော့အကာအကွယ်ယူပြီးထွက်သွားတဲ့ KIA တွေကိုနော်တိုက်ထုတ်ပြီးတော့ပြည်သူအယောက်ရာကျော်ကိုတက်မလို့ကပြန်ကယ်လာနိုင်ခဲ့ပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တရင်အချက်လက်အတိအကျနဲ့တက်မလို့ကယ်လာတဲ့ပုံတွေအားလုံးကိုကျွန်တော် online ပေါ်မှာကျွန်တော်ရဲ့ Telegram မှာအာတေချာတင်ပြထားပါတယ်သွားကြည့်ကြည့်ပါဗျာနော်အဲတကယ်ကိုဒီစားပကောင်ပါလေတို့ဗံမော်တို့တက်မလို့ပါပဲသူတို့ပြောသလိုရက်ွက်ထဲမှာဟာဗံမော်ကရတော့မယ်ဟိုနေရာကြမိဒီနေရာကြအမှန်တကယ်မြေပြင်မှာသွားကြည့်ကြည့်ပါဦးနော် တနေရာတန်းမှာတဲ့ဖင်ပူအောင်7မိနစ်နေရလားမေးကြည့်ပေးပါဆိုပြီးတော့ဗမော်ကကျွန်တော်စီကိုနော်သတင်းစကားပါလာပါတယ်နော်သတင်းစကားပါလာပါတယ်အဲ့ဒါကြောင့်မလို့ဗမော်ကအေးဆေးတဲ့တင်ကုန်အခုဆိုတော့ကျွန်တော်ကြည့်တာဗမော်ကတော့ကိုပြန်ရတော့မှာပါလေပြန်တော့ရပြန်ရတော့မယ်ပြန်ရတော့မယ်နော်အေးအေးလေးလာမစရာလဲအေးအေးလဲသူ့ဘလို့ဟောမစရာရခိုင်ပြည်နယ်အတွင်းမှာတော့လူမျိုးရေးမိုင်းတိုက်ပြီးတော့သူ့လူမျိုးမျက်နှာအောင်သူမကြည့်ဘဲနဲ့အတုံးချလို့ရပြင်မယ်ဗမော်လူတို့က ဘာမလို့လူတို့အမှားမှန်လူမျိုးရင်းမှိုင်းတိုက်လို့ရတဲ့လူမျိုးတွေမှာဘာမှပြည်သူလူလူမပါဘူးဘာမှပြည်သူလူလူမပါတဲ့အတွက်ကြောင့်မအေးအေးလဲပြေးရတာပဲနော် DNL လည်းပြေးရတာပဲကော်တခါလည်းပြေးရတာပဲ KIA လည်းပြေးရလုံးဝစစ်ရှုံးသွားပြီနော်လုံးဝစစ်ရှုံးသွားပါပြီအဲ့တော့အဲ့ဘက်ခြံလုံးဝအချင်းနေကောင်းနေတယ်အခုခင်ဗျားတို့အာယုံ site ကမှာကတော့ဒဝေဘက်ကို view site ပါနော်ဒဝေဘက်မှာ ठी ခီးမှာလဲအဲတိုက်ပွဲကကျန်းနေတယ်ကိုယ့်ဘက်ကအတိုင်းတာတစ်ခုထိ အဲရုံးကန်နေရတဲ့အခြေအနေရှိတယ်။ Women Online ကရုရှားကိုသွားနေချိန်မှာရုရှားရဲ့စီးပွားရေးတွေတည်လာမဲ့ဒဝဲကိုတပုံကတဲကြီးမဲကြီးတိုက်ပြနေတယ်။အရှက်ခွဲချင်တာပေါ့ဗျာနော်။အဲ့တော့ခင်ဗျားတို့အဲ့ဘက်ချမ်းမှာဘယ်လိုလုပ်မှလဲအဲစဉ်းစားပါနော်။ကျွန်တော်အနေနဲ့အဲစီးရေးသတင်းရပြကြားသိထားရတဲ့ຢာတွေအများကြီးရှိတယ်ပေါ့နော်။အဲဂရုစိုက်ပေးပါနောက်ခုမဒီယာဘက်လည်းအခုချိန်ထိတေးဝဲစီးပွားရေးရှိလို့ဖျောင်းတောင်တို့နော်ဘီလက်မြေစက်ယုံတို့ကို အဲဘာမှမထီရဲမပြူရဲနဲ့တပုံနဲ့ကတခါလဲဟိုသူနေကိုနေပုံနေမြကြားနေမယ်ပုံနေမြကြားနေမယ်ဖြစ်ပြီးတော့ဒီလိုမျိုးဖြစ်နေတဲ့အခြေအနေရှိရနော်အဲ့ဒါကမရိယာအခြေအနေပေါ့ဟုတ်ပလားသူမင်း online ရုရှားကပါလာ PDF တွေဘာလက်ဆောင်ယူလာမယ်ကွန်မောင်းနဲ့ရုရှားနေပြီးတော့အာ PDF တွေအတွက်ကြီးရောမဟုတ်တော့ဘူးမြန်မာနိုင်ငံမှာရှိတော့လက်နက်ကင်လမ်းစဉ်ဆိုတဲ့ဒီကြက်မပြည့်တဲ့လမ်းစဉ်ကို ရွေးမှဒီအခုအတွက်ရောနောက်တော့ရောကျွန်တော်တို့အနာဂတ်အတွက်ပါကောင်းမွန်တဲ့အရာတွေတည်ဆောင်လာပါလိမ့်မယ်။နော်။ချိုးသားရင်ကြီးရန်ကုန်သားမန်ကြီးမလေးနီယာအဘကျေးဇူးအများကြီးတင်ပါတယ်နော်။တည်လာပါလိမ့်မယ်နော်။အဲ့တော့ခိုးစနာပြောက်ရည်တာနော်ကိုယ်စော်ဝိနေမှာမိုးခိုင်းအဲ့တော့တရားဥပဒေကဆုံးဖြတ်ပါလိမ့်မယ်။အော်ကျွန်တော်တို့ကဘာလိုက်ခွင့်လည်းမရှိဘူးလေနော်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒါက တရားဥနှစ်ယောက်စလုံးကတားပါတော့နှစ်ယောက်စလုံးကတရားနဲ့တရားနဲ့တရားဥပဒေကိုမယုံကြည်ဘူးပေါ့နှစ်ယောက်တရားချင်းထိုးမယ် fight မယ်ဟေးဆိုရင်ဒါကဥပဒေပြင်ပကလည်းကောက်ကိုရှင်းတာဖြစ်တယ်။ဒါမျိုးကြလည်းရှင်းမှာမဟုတ်ဘူးလေနော်။အဲ့တော့နှစ်ယောက်စလုံးကတရားဥပဒေကိုယုံကြည်ပြီးတော့တရားဥပဒေအရရင်ဆိုင်ပြီဆိုကြတဲ့ကနှစ်ယောက်စလုံးလေးစားရမှာပါနော်နှစ်ယောက်စလုံးဥပဒေကဆုံးဖြတ်ပါလိမ့်မယ်ဥပဒေရဲ့အထက်မှာဘာမှမရှိပါဘူးဟုတ်လားအဲ့တော့ကိုဇော်ဘိန်းနေနဲ့ဖြေပနိုင်မယ်ဖြေရှင်းနိုင်မယ်ဟေးဆိုရင်သူနေနဲ့ကွင်းလုံးကျွတ်လွတ်မှာဖြစ်တယ်လို့အဲ့သူကလည်းသူ့ကိုဒါမျိုး အဲဒီဖြတ်မှုတွေပါနေနဲ့ပြန်ပြီးတော့တရားစွဲလာတယ်ရှိနိုင်တယ်အဲ့တော့သူပြန်ကိုတပြန်နဲ့ဒါမျိုးဖြစ်နေမှာနိုင်အမေရိကန်လိုနိုင်ငံမျိုးမှာလည်းဒီလိုပဲဆောင်ရွက်တပါလဲကျွန်တော်နိုင်ငံမှာဒီလိုပဲအဲ့လိုမျိုးမြန်မာပြည်လိုမျိုးပေါ့နော်လူရိုင်းတွေဖြစ်တဲ့ညီပိန်းရက်ကွက်လိုမျိုးတော့မရဘူးညီပိန်းရက်ကွက်တရားတရားနာမေးပမာလဲလိပ်စာပြောဟလာတကက်အောက်တန်းစားတွေသလားကျွန်တော်ပြောချင်တာလေမလို့မတောင်းတင်တာတွေတောင်းပြီးမတမ်းမရာတွေတောင်းပြီးမတမ်းမရာတွေဖြစ်နေနိုင်ငံဒီမိုကရေစီနဲ့မတန်တဲ့နိုင်ငံအဲဒီလိုလိုမျိုးတွေနော် ုံမောင်ကျမ်းပါပါစေတဲ့နော်ဥပဒေအထက်မှာတဲ့မြောင်းလိုက်ရှိပါလေဖြူမျိုးနဲ့ကြောက်တကားမျိုးနဲ့ကြာအခုထိဘာမှမလုပ်ဘူးတဲ့စက်ကြီးကောက်ထမင်းပိုးရဘန်ဂါတွေတူပေးရတဲ့နှစ်တွေကြာလာပြီတဲ့ကျွန်တော်ဖတ်ပြပြသွားပါပြီနော်ကဲဟုတ်ပါပြီအဲ့တော့ကျွန်တော်ဒီနေ့ပြောအဓိကပြောချင်တာကတော့ဦးမင်း online အဲမြန်မာနိုင်ငံရဲ့ အတွက်ပေါ့နော်ဟိုဒါမျိုးတွေတည်လာပြီးမှချောင်းရပြီးမှဆိုတာဘယ်အစိုးရပဲတက်တက်အားလုံးအတွက်နောက်တက်လာမယ့်အစိုးရတိုင်းအတွက်အကျိုးရှိစေမှာဖြစ်တယ်နော်နောက်တက်လာနောက်မျိုးဆက်တွေအားလုံးအတွက်အကျိုးရှိလာမယ့်အရာဖြစ်တယ်အနာဂတ်မှာစစ်သွေးကြော်တွေတဲ့နေရာမရှိတော့ဘူးဆိုတာကိုဦးမင်းအွန်လိုင်းကပြောပြလာပါလိမ့်မယ်စစ်သွေးကြော်တွေတောခုရင်တုံကျုံနေမြန်မာနိုင်ငံတောခုလို့သိကောင်းတယ်နော်ခြုံတိုးတောတိုးအရန်ပြောတဲ့လူမျိုးတွေကြက်မပြည့်ဘူးဆိုအဲ့ဒါကိုပြောနော်အဲ့တော့ ခြုံတိုးတော်တိုးတော်တော်ပျော်တဲ့လူမျိုးတွေပါအဲ့ဒါတွေကိုတခါတည်းအခုလာမဲ့ဒီမြန်မာနိုင်ငံမှာတည်ဆောက်မဲ့ဒီ satellite imagery analysis center ကရှင်းလင်းသွားပါလိမ့်မယ်အဟောပါဘီအဲ့တော့ကျွန်တော် live လေးချပြဆိုကျွန်တော်ဒီနေ့ကအလုပ်မသွားခင်လေခစ်တာ live တက်တာပါနော်နောက်မှ AC ကျွန်တော်ပြောကြပါဦးမယ်တပုံတပုံဆိုတိုင်းမြင်အတွက်မရှိတဲ့နဲ့ကောင်းနေတယ် တူနိုင်တယ်အကုမင်္ဂလာပါကုမောင်းနဲ့ဗားတယ်လေတားလေးကအမ်းပါတဲ့အေးလက်ထဲရောက်နေရတဲ့အဖမ်းခံရတာတဲ့ဒီဇင်ဘာ16ကတည်းကပါအဆက်တယ်မရဘူးတဲ့အဲ့အမ်းကစစ်တုံမှန်းနေရှိတယ်နော်ရှိတယ်တော်တော်ဒုက္ခရောက်နေကြတယ်အားလုံးသက်ရှင်ရှိပါတယ်မစားရမတော့ရနဲ့မဲတူးတဲ့ဘဝတွေရောက်နေတယ်အမ်းကဖွယ်နေနော်ကျွန်တော်ဒါအချင်းနေကြားသိရတာပေါ့နော်အတော်တော်လေးဒုက္ခရောက်နေတဲ့အချင်းရှိတယ်တေးတော့မတေးကြပါဘူးနော်အကုန်လုံးရှိပါတယ်အတော်တော်များရှိပါတယ် အဲ့တော့စားဝတ်နေအခက်ခဲတဲ့အခြေအနေမျိုးတွေရောကြုံနေတယ်